အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတော့ခြေတရာယတာဆာစုများတဲ့မှဆ iam ခင်ခင်တူရေးသားထားတဲ့ပုံညက်ပွင့်လင်းဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်ဒီဝတ္ထုတို့လေးကိုတင်ဆက်ခွင့်ပေးဖို့ဆ iam ခင်ခင်တူကိုလေးစားစွာပန်းစားအပ်ပါတယ်ရှင်ဝတ္ထုတို့လေးကိုမတင်ဆက်မီ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့လဲအားလုံးကိုမေတ္တာရက်ခံပါတယ် ျမတို့အင်ကောင်းရင်တွင်စိုက်ထားသည့်ပုံညက်ပင်ကလေးတင်းညဝဝင်ကနီးမှအပွင့်လေးပြလာခဲ့ပြီးအပင်ကပင်မျိုးကလေးဖြစ်၍ပုံညက်ပန်းပွင့်ရန်နှစ်အနည်းငယ်လောက်တော့ဆောင်ရအောင်မြင်ထင်ခဲ့တော့လဲစောစောပွင့်ခြင်းဖြစ်ပါ၏လက်စင်မီလာချင်းနှင့် ရေလာချင်းတိုက်ဆိုင်သည့်မနက်ခင်းတွင်မှကျမပန်းမင်တွေရေလောင်းလေးရှိပါသည် ပုံညက်ဖူးကလေးတွေကိုဝါဝီရဲ့တည့်ရမှာရေလောင်းရင်အမတ်မထင်မြင်လိုက်ရခြင်းဖြစ်သည် ပုံညာပွင့်လင်းဟွာဝင်တော့မည်။ဒီအပင်ကို အမေလှမ်းပို့လိုက်ခြင်းဖြစ်သည်။အမေမိဘအများအိမ်မှာပုံညာပင်ကြီးတစ်ပင်ရှိသည်။အပင်ကြီးကရှင်းလာပြီးဖြစ်၍ရာသီရောက်တိုင်းပုံညာပန်းတွေခက်ခဲလို့အောင်ပွင့်တော်သည်။စွန်းစူလိုင်းကျောင်းဖွေရဲ့များနှင်းတိုက်ဆိုင်ကပွင့်ရကြသဖြင့်ပုံညာတစ်ခက်နှစ်ခက်ပန်းရင်ကျောင်းတက်ခဲ့ရသည့်ဘဝကိုလည်းတရေရသည်။ပုံညာပန်းကလေးတွေကိုကျမအလွန်နှစ်သက်ပါသည်။ ရရင်စိမ့်နဲ့ပန်းပလဲဥဖြူဖြူသည်လိုက်ဖက်တင့်တယ်လွန်လာပါ၏တို့တရွာလုံးပုံညက်ပင်မရှိတဲ့အိမ်မရှိဘူးပုံညက်တွေပွင့်ရင်တရွာလုံးပုံညက်နံ့ကိုလှိုင်းလို့ဖခင်တွေမှလည်းအခက်လိုက်ဂိုင်းလိုက်ချိုးလို့ကြတာတို့ဘုန်းကြီးကျောင်းနေဝါဆိုရင် ပုံညက်ပန်းတွေကိုမြောင်ရီဦးတကဖွှဖွှလှုပ်လို့ဝါဆိုနံကလေးကိုရလို့တော့အမေစကားမှန်ပါသည်မြက်ဖက်စီကရေတိုးလို့လှိုက်တက်လာတတ်သည့် ရင်းညံ့နဲ့ပုံညာပွင့်တန်သည်ဝါရင်းရင်းနှံလိုတောင်ဆိုတော့ပါ၏ကျွာကမိမသားတကာကလည်းပုံညာပန်းတွေ ဝေကြလို့ဝါဥဝါပြပုံညာနဲ့ရှင်မာရီကရာဒီပန်းများဖြစ်လာကြသည်ဝါဝင်တော်မီနမိတ်ဆောင်ပန်းတွေလည်းဖြစ်ပါ၏ပုံညာပန်းတွေပွင့်လင်းလူတိုင်းပြောကြရသည်ကိုအင်းကပုံညာပင်ကပန်းတွေပွင့်လာကပင် အတိတ်ကောင်းနမိတ်ကောင်းဆောင်းတယ်လို့ခန်းစားကြသူချစ်ပင် နင်တို့ကသာပုံညက်ပန်းနေပွင့်ရင်ပြောနေတာငါကတော့စိတ်ညစ်တယ်ပုံညက်ပွင့်ရင်ဝါမကြုံမချင်းခုံကြီးချောင်းတော်နေရတော့တာဟာကျမအကူဝမ်းခွဲမောင်ကြီးငွေပြောနေကြစကားဖြစ်သည်ကျမတို့ငငယ်ကသူ့တီလိုညင်ညူပြီးဆိုလျင်နားမလဲတော့ပုံညက်ပွင့်လားစိတ်ညစ်စရာလားလို့တွေးမိခဲ့ကြသည်နည်းနည်းတည်ရတော့မှသဘောပေါက်ရပါ၏မောင်ကြီးငွေကဝါဝင်းလင်းအရက်ဖြက်ရသည်ဝါရင်းလေးလား အရက်တောက်ခွင့်ပါမည်အပိတ်ခံရသည်။ကျမတို့ဗာကြီးပုန်ကြီးများကစတဲ့ပုန်ကြီးများဖြစ်၍ဝါကျောင်းမှာတရင်သုံးကြပေးရ။ရတဲ့ရွာလေးကအရက်တောက်ကြသူတူသားနောင်မဲတပိတပန်းများကိုဝါရင်သုံးလအရက်အလူကန်းလေးရှိပါသည်။ဒီတလေဘဲစီဘဲဝဲကလေးကထုံးကားကဲမှမတိတော့နဲ့ကျမတို့လူမှန်တိတက်သည့်အရွယ်မှာပင်ဒီတလေကသားကြနေပါပြီ။ဝါဝင်တော့မင်းဆိုရင်ရွာအရက်သမားများအဖို့ ရုံးဝေထုတ်စီရမလို့ပဲအလိုအလျောက်လိုက်နာကြပြီးသားဖြစ်ရသည်လိုက်လဲလိုက်နာကြသည်ဦးကြီးပါကြီးပါထွေရဟန်းတော်များက လက်တကန်းမြက်တကန်းမှာ ရှိတော်မူကြသဖြင့်လဲမလိုက်နာပဲမနေဝန်းကြပါရွာထဲတွင်ဝူးနေတဲ့ရန်နေတဲ့ဆိုလျင်ချိန်လုံးဖြင့်တုံအောင်ခေါ်သွားစရာမလိုပါဘသူဘဝမူးနေသည်ကြသည်နှင့်ဆရာတော်ခေါ်ခိုင်းလိုက်သည်ဟုကျောင်းကပိယကြီးကိုလှလိုက်ယုံတာ ဆရာတော်ခေါ်တည်ကြရပြီဆိုကြတဲ့ကတောက်ထားသည့်အရက်တွေသည်ရှေးပြရတော့ပြီ။အော်ဟေရန်ကားနေသူဆိုလင်လဲမိကိုရင်းနေငိမ့်တာမှဖြူဖြူဖြစ်ဖြစ်မြည်သေးသည်။ချက်ချင်းအမှုပြေကကိုရီးယားဝါရင်ចောင်းကိုအပြေးရောက်ရသည်။ဒါစဖျာမင်းဝါရင်းကြီးအရက်တော့ပြီးမူရန်နေသဆိုကွ။မူဝီပါတယ်ဖျာမရမ်းပါဘူးဖျာ။မင်းဒီတစ်ချိန်တော့ရှိပါစေ။ဟောဒီမှာချိန်တွေ့လား မင်းဟွာတွင်လုံးအရက်ဖြတ်ပါမယ်ဂရီပေးနိုင်မလားပြောပေးနိုင်ပါတယ်ဗျာတေဇာရဲ့လားတေဇာပါဗျာတေဇာပါဗျာဆိုတာတေဇာ၍ဂရီပေးခြင်းဖြစ်သည်အသေးကြလင်းကြောကော်အောင်ဆုံးမှာတော့မူကြလိမ့်မည်ရွာရဲကအရက်တောက်သူယောက်ျားသားတိုင်းဝါရင်းမှာအရက်ဖြစ်ကြတာတော့မဟုတ်ပါတောက်သူတွေလည်းတောက်ကြပါ၏သို့တော့ပေါ်ပေါ်တင်းတင်းမတောက်ရဲကြဒူဒူတိတ်တိတ်တောက်ကြခြင်းသာဖြစ်၏ အချိန်အခါအရက်တောက်ချင်းထက်ဝါရင်အရက်တောက်မိချင်းကအခုတို့ပိုကြီးတလို့လို့ပင် ခံယူကြသည်ဆရာတော်ကြားလို့ခေါ်ယူဆုံးမခံရလင်ပင်မကောင်းနိုင်တော့ကျင်းစာစူးစမ်းမိယုံဖြင့်မပြီးသေးကုလီတဆင်းချင်းကျောင်းဝင်းတမန်တလင်းလှဲချင်းစသည်ကုတို့များလည်းယူရသည်ဝါရင်အရက်ဖျက်ရသည့်ဒလီကနောက်တော်လဲအသည့်စိတ်ဖြင့်ဆောင်းထင်းကြခြင်းဘက်ခူးလာရကအခုတော့ရှင်ချင်းမှုပင်ဖြစ်ရပါပြီ ကျမအကိုဝန်းကွယ်မောင်ကြီးတွေပြောတဲ့စကားကလည်းပုံညက်ပွင့်လင်းဝဝင်တော့မီဝဝင်လင်းအရက်ဖြစ်ရမီဒါကြောင့်ပုံညက်ပွင့်လင်းစိတ်ညစ်သည်ဟုပြောခြင်းဖြစ်ပါသည်တကယ်စိတ်ညစ်သားတော့မဟုတ် စကားအရစာချင်းသာဖြစ်ပါ၏အရက်ကြိုက်လာပေသည်ဝါရင်အရက်ဖြစ်ရခြင်းကို ကုသိုလ်ယူခြင်းတမျိုးလို့သဘောထားနိုင်ကြပြီဝါရင်ဥပုပ်တီလဆောက်တီးကြမိရွာသူရွာသားများ ဘုန်းကြီးကျောင်းကုရလန်းကို သူတို့ပင်ရှင်းလင်းလေးရှိကြသည်။ကျောင်းဝင်းအတွင်ကတကြီးဝါးကြီးတွေခုတ်ချိုင်ကမော်တွင်ရေကြီးခါသုံးဖို့ထင်းတွေပေါက်ကြခွဲကြရလဲသူတို့ပင်ပုံရပန်းတွေခုကဖျားအိုးတွေဝေအောင်ထိုးကြရလဲသူတို့ပင်ကျွာကလည်းဝန်တာကြသည်ဆွေဆွေမျိုးမျိုးတွေကလည်းဝန်တာကြသည်ပိသားစုတွေကလည်းဝန်တာကြသည်ဘုရားဘာသာဝင်များအဖို့ဝါရင်းကာလကို ဥပုပ်တင်းယူကြရုံသားမကမကောင်းမှုရှောင်းကောင်းမှုဆောင်ကြသည့်အမောအမြက်ကာလလည်းဖြစ်ပါ၏ပုံညက်ပန်းများတစ်နှစ်လုံးပွင့်အခက်ပဲငါးနှမရေအရက်ကိုတောက်ရတော့မှာမဟုတ်ဘူးမတောက်နဲ့ပါမောင်ကြီးငွေရမကောင်းတာရတဲ့ပန်းဖြစ်ရမှာပေါ့အဲ့ဒါလို့တော့မရသေးဘူးဟာငါအရက်ဖို့ပေးခဲ့ပါအောင်ဝါမကွင်းကင်းတောက်လိုက်စမ်းပေးရစီတနေ့ပုံညက်တွင်ဟိုင်လိုင်းဝေအောင်ပွင့်တဲ့ရက်တွင်ကျမတို့မိသားစုရောက်တော့မောင်ကြီးငွေနဲ့ တွေ့ခဲ့ခြင်းဖြစ်သည်။မောင်ကြီးငွေကအတန်ကောင်းလာသည်။ရွာအလူတွင်ဘုရဝင်ခင်းလင်ဘုရားဖြစ်တော်ဇင်ကိုချီညိုလောက်အောင်သိဆိုနိုင်သူဖြစ်သည်။တပြားသချင်းတွေလည်းရလာသည်။မောင်ကြီးငွေအရက်တော်လွန်ရာကအတန်တွေပြပြလာသည် ဆိုသည့်တည်းမန္တလေးကို ရောက်လာတော့ကျမအစိမ်းမကောင်းဖြစ်ရသည်။ဘလောက်ပဲအရကြိုက်တဲ့ဆိုဆိုဝါရင်ချိန်မှာတော့မောင်ကြီးငွေတို့လို နေမှုမှုညံ့မှုတွေအရက်ပြကြပါ၏။တချို့က က်လို့ပင်စားကြသည်ဒီတလေမပြတ်သေးဘူးဆိုလို့ဝန်သားရသည် ကျမတို့အိမ်ကပုံညက်ပင်ကလေးပွင့်ပြီအကိုရတမကြီးကိုပင် လွှမ်းမိရပါ၏